က်သွင်းကုန်တွေပေါ်တရားရဂိုင်းနှုံထက်တိုးစီးချက်ခွန်သတ်မှတ်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတောက်ကြနေမှာကြေညာခဲ့ပြီးသမ္မတရှီကျင့်ဖြင့်နဲ့ထိပ်သီးဆွေးနွေးပွဲကိုပယ်ဖျက်မယ်လို့ချိန်ချလိုက်ပါတယ်။တရုတ်သွင်းကုန်တွေပေါ်ထက်တိုးစီးချက်ခွန်သတ်မှတ်မှုဟာလူဝင်မာတရက်မှာအာနာတီလာမှာဖြစ်ပြီးတရုတ်ရဲ့မြေရှားတပ်တုတင်ပို့မှုထိန်းချုပ်ခြင်းကြောင့်အခုလိုလက်တုံ့ပြန်လာလို့ဒေါ်နယ်ထရန့်ကပြောပါတယ်။အမေရိကန်ကလက်ရှိမှာတရုတ်ကုန်စည်တွေကို30ရာခိုင်နှုန်းစီးကျက်ခွန်သတ်မှတ်ထားပြီ တရုတ်ကအမေရိကန်ကိုပို့ကုန်တွေပေါ်ဆယ်ရာခိုင်နှုန်းစီးကျက်ထားပါတယ်။ညရှားတတုတင်ပို့မှုကိုထိန်းချုပ်ဖို့အသေးစိတ်ဖော်ပြထားတဲ့စာရီကိုတရုတ်ကကမ္ဘာတဝန်းရှိတိုင်းပြည်တွေစီပေးပို့ခဲ့တယ်လို့၎င်းကလူမှုကွန်ရက်ထုတ်မှရေးသားခဲ့ပါတယ်။တရုတ်ကကမ္ဘာကြီးကိုတစားကန်လောက်တာ ခွင့်ပြုစရာအကြောင်းမရှိပါဘူး။တရုတ်နိုင်ငံရဲ့ယက်တီချက်ကရန်လိုပါတယ်လို့သူကဆိုပါတယ်။တရုတ်သမ္မတရှိချင်းဖြစ်တဲ့တွေ့ဆုံဖို့စီစဉ်ထားပေမဲ့လက်ရှိမှာအဲ့လိုလုပ်စရာအကြောင်းမရှိကြောင်း ဒေါ်နယ်ထရန့်ကဆက်ပြောပါရယ်မြေရှားတပ်တူဟာစမတ်ဖုန်းနဲ့လျှက်စစ်ကားမှာစစ်လက်နက်နဲ့စွမ်းရည်နည်းပညာထိထုတ်လုပ်ရမှာအရေးကြီးပြီးတရုတ်ကကမ္ဘာမြေရှားတပ်တူထုတ်လုပ်မှုကို ချုပ်ကင်ထားပါရယ်ရှီကျင်းဖင်နဲ့စီဝေးကိုသူဖြတ်သိမ်းနေတာမဟုတ်ဘူးလို့ဒေါ်နယ်ထရန့်ကနောက်ပိုင်းဘဲဥပုံခန့်မှမှသတင်းတောက်တွေကိုပြောပါရယ်ကုလသမဂ္ဂဘွဲကငြိမ်းချမ်းထိန်းသိမ်းမှုတပ်ဖွဲ့ဝင်အင်အားကို၄ပုံ၃ပုံရှော့ချမယ်လို့ကုလသမဂ္ဂအကြီးအကဲရရှိတွေကပြောပါရယ် မေရိကန်သမ္မတဒေါ်နယ်ထရန့်လက်ထက်မှာအမေရိကန်နိုင်ငံကကုလသမဂ္ဂစီထဲဝင်ရမယ့်ကြွေးကြံတွေရှိနေချိန်အခုအချိန်နေဖြစ်လာတာပါငြိမ်းချမ်းထိန်းသိမ်းမှုတပ်ဖွဲ့ဘတ်ဂျက်ရဲ့15ရာခိုင်နှုန်းလျှော့ချမဲ့အရေးပေါ်စီမံတွေလှုပ်ဆောင်မှုကုလသမဂ္ဂကစီစဉ်နေတယ်လို့တာဝန်ရှိသူတွေကသတင်းထောက်တွေကိုပြောပါရယ်ငြိမ်းချမ်းထိန်းသိမ်းမှုတပ်ဖွဲ့ဝင်13000ကနေ14000အထိကိုတပ်ဆိုင်ရာမိခင်တိုင်းပြည်တွေကို နေရပြန်ပို့မယ်လို့တာဝန်ရှိသူတွေကဆိုပါရယ် တပ်ဖွဲ့ဝင်အားလျှော့ချမှုအားငြိမ်းချမ်းထိန်းသိမ်းမှုလုပ်ငန်းတွေကိုတည်တာစွာတက်ရောက်စေမယ်လို့ကုလသမဂ္ဂတာဝန်ရှိသူတွေကဆက်ပြောပါရယ်။ထဲဝင်ငွေဝေစုပေးချေကြဖို့အမေရိကန်ပါဝင်ကမ္ဘာနိုင်ငံတွေကိုကုလသမဂ္ဂအဖွဲ့ကတောင်းဆိုမယ်လို့၎င်းကဆိုပါရယ်။ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းကငြိမ်းချမ်းထိန်းသိမ်းမှုအတွက်ကြားတဲ့နဲ့ဝေစုထဲဝင်ရမယ်တာဝန်ရှိပြီးအမေရိကန်နိုင်ငံကဘတ်ဂျက်ရဲ့26ရာခိုင်နှုန်းကျော်ကိုထဲဝင်ပါရယ်။ကုလသမဂ္ဂငြိမ်းချမ်းတပ်ဖွဲ့ဝင်တွေဟာအပြစ်ခတ်ရစဲရေးနဲ့ အရက်သားတွေကိုကောက်ွယ်ပေးတာမျိုးလိုမစ်ရှင်တွေကိုအရှေ့လယ်ပိုင်းနဲ့အာဖရိကမှာအဓိကလှုပ်ဆောင်နေပါတယ်